အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်ကိုအစ္စရေးနဲ့အတူတိုက်ခိုက်ရမှာအမေရိကန်ပါဝင်မဲ့အစီအစဉ်ကိုနောက်လာမဲ့သတင်းနှစ်ပတ်မှာစဉ်းစားမယ်လို့ပြောကြားခဲ့ပြီးတဲ့နောက်ဇွန်20ရက်မှာရေနံစိမ်းဈေးတွေကျဆင်းခဲ့ပြီးစတော့ရှယ်ယာရောင်းဝယ်သူတွေလည်းဈေးတက်ကြကျန်းခဲ့တဲ့တပတ်ကြာကာလမှာအပြူသဘောဆောင်တဲ့ပုံစံနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။ အီရန်ဟာပြည်ထနာအများပြားတက်နေပြီသူတို့ကဆွေးနွေးကြနေရလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားပေမဲ့လည်းအီရန်ဥရှောင်းအယတိုလာအလီခါမီနီကချင်းချက်မရှိလက်နက်ချရည်အတွက်ထရမ့်ရဲ့တောင်းဆိုချက်ကိုပယ်ချခဲ့ပါတယ် အစ္စရေးအီရန်ဗတိပက္ခမှာအမေရိကန်ပါဝင်ရေးနဲ့ပတ်သက်ပြီးထရမ့်ကတမင်တကာမရေမရပြောခဲ့တယ်ဆိုပေမဲ့လည်းအခုအခါ၎င်းကဒီကိစ္စကိုလာမယ့်နှစ်ပတ်မှာဆုံးဖြတ်မယ်လို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်အမေရိကန်အနေနဲ့အစ္စရေးအီရန်စစ်ပွဲပြီးဆုံးရေးအတွက်တန်တမန်ရေးကိုအသုံးပြုမဲ့အနေအထားဖြစ်လာခဲ့ပါတယ်။ ကျွန်တော်ကအမေရိကန်ကိုပအဝင်ခိုင်းလို့လည်းရတယ်မပါခိုင်းလို့လည်းရပါတယ်ကျွန်တော်ဘာလုပ်မယ်ဆိုတာကိုဘယ်သူမှမသိဘူးဆိုတဲ့သဘောပါပဲလို့ထရမ့်ကပြောကြားထားပါတယ်အစ္စရေးကဇွန်23ရက်မှာအီရန်ကိုစတင်တိုက်ခိုက်ခရဲကနှစ်ဖက်စလုံးကပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုအပြန်အလှန်လှုပ်ဆောင်ခဲ့ကြပြီးစိုးစိုးရွားရွားသတိပေးမှုတွေရှိနေခဲ့တဲ့ဆိုပေမဲ့လည်းအစ္စရေးအီရန်ပဋိပက္ခကအပြင်းဆုံးပဋိပက္ခမဟုတ်ဘူးလို့အကဲခတ်တွေကပြောကြားခဲ့ပါတယ်အေဗီရောပြန်ကြားရေးအရာရှိကာရိုလင်းဟူရာဘက်ကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်မှာ ။တမရထရမ်ကမကြမီမှာအီရန်နဲ့လည်းလှုပ်ချင်လှုပ်နိုင်တယ်။အီရန်နဲ့လည်းမလှုပ်ချင်မလှုပ်နိုင်တဲ့ကြီးကြီးမားမားဆွေးနွေးခွင့်ရှိနေတယ်ဆိုတဲ့အချက်ကိုအခြေခံပြီးပြောရမယ်ဆိုရင်ပဋိပက္ခမှာပါဝင်မယ်မပါဝင်ဘူးဆိုတာကိုလာမယ့်နှစ်ပတ်အတွင်းမှာကျွန်တော်ဆုံးဖြတ်မှာဖြစ်ပါတယ်လို့ပြောကြကြောင်းဖော်ပြထားပါတယ်။ တန်တမန်ရေးအတွက်အခွင့်အရေးရှိလာမယ်ဆိုရင်သမရကအဲ့ဒီအခွင့်အရေးကိုအမြဲတမ်းစုပ်ကိုင်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့သူကအင်အားသုံးဖို့ကိုလည်းကြောက်နေမှာမဟုတ်ပါဘူးလို့အင်ဖီရိုရဲ့ထုတ်ပြန်ချက်မှာလီယာဘက်ကဖြည့်ဆွတ်ဖော်ပြထားပါတယ်။ဇွန်20ရက်မှာရေနံစိမ်းစေး200ခန်းလုံးကျသွားတဲ့ဆိုပေမဲ့ရှယ်ယာဈေးတွေကတော့မတည်ငြိမ်တာဖြစ်ပါတယ်။